ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖတ်ပြမှာတော့ size ဆရာမြရမင်းသူနီးပညာရေးသားထားတဲ့ bias ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပြပါအောင်ခင်ဗျာ bias ယောဂအဖို့ကိုကျွန်မအမတ်မတင်တွေ့ခဲ့ခြင်းဖြစ်ပါ၏စကံပိုင်းတွင်ကုဆက်သွားသည်မှလည်းမြန်ဆန်လာသည်မြဝါထင်ထင်မြင်ရခြင်းမဟုတ်လင် ျွန်မဘေးလူပြောဖြင့်ရှုံနိုင်စရာအကြောင်းမရှိချေ။လျက်တပြဲမြင်ခွင်းတွင် ကျွန်မအံ့ဩထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာလည်းဖြစ်ခဲ့ရပါ၏။ထိုယောဂဘုရားကုရောအမိတညာတက်နိုင်ရန်ကျွန်မကြိုးစားရလိမ့်မည်။ဖြစ်စဉ်အစမှအဖေ့ချောင်ဖြစ်အဖေ့ရွာတွင်ယာယီမှုတာဝန်ထမ်းဆောင်ရာက လာစာမဲ့ကိုထမင်းကိုစားဒုက္ခတွေများနေခြင်းတွင် မိသားစုပါတနွယ်ငင်တစင်ပါဖြစ်ရသည့်အခြေအနေတွေက စင့်ကဲစင့်ကဲပေါ်လာခဲ့သည် ထိုနေ့ကဆရာရေးဆရာဆရာရှိလားအိမ်ရှိတွင်ထိုရက်သည်ဆိုင်ကယ်ဆက်တန်ဆုံးသည့်နေ့ခေါ်တန်အော်တန်နှင့်အတူဝင်ချလာသည့်ကျမ်းမာရေးမှုဆရာမကိုကျမ်းမာမြင်လိုက်ရသည်မရှိပါဘူးမပောက်ပဲ့သွားတဲ့အလုပ်ကိစ္စနဲ့ကျမစကားအဆုံးမှာကျမ်းမာရေးမှုဆရာမလေးမျက်နာလေးငယ်သွားပုံကဇီးရွယ်တတာများတာရှိမိထင်ပါသည်ထိုင်ဦးလေအမဘာကိစ္စရှိလို့လဲဖုံးဆက်ပေးရမလား နဲ့ပြန်ရွာတဲ့ကကလေးတွေဂျပန်ဥနောက်ရကာကွယ်စည်းထိုးရမှာလေအဲ့ဒါဆရာကိုအကူအညီတောင်းမလို့သွားပါပြီဆရာမစိတ်တက်ကြဟန်ကမျက်နှာပြင်မှာထင်ရှားလာသည်ကျွန်တဲ့လူတွေနဲ့ဝိုင်းလှုပ်ကြတာပေါ့ဆရာမရဲ့ဒီကိစ္စလောက်အဖေမရှိလဲဝိုင်းလှုပ်လို့ရပါတယ်ကျွန်မအားပေးစကားအဆုံးမှာဆရာမမျက်နှာအနှင်းငယ်တက်တာရရသွားဟန်ကိုမြင်ရသည်ဆရာရှိတော့စိတ်ချရတယ်ပိုအဆင်ပြေတာပေါ့ညီမရဲ့ဒီနယ်အဖေကိုအားကိုးချသည်ကတက်ဖွဲ့တယ်မဟုတ်အဖွဲ့ဆောင်ကအားကိုးချသည် ဆရာမလိုရမယ့်အစီအစဉ်လေးသာပြောပါကျမကူမယ်ဘာတွေလုပ်မလဲ9ခန္ဓာရီလောက်ကစပြီးအတန်ချက်ဆက်ဖွင့်မယ်စီထိုးဖို့နိုးစော်ပေးရမယ်စီထိုးပြီးချက်ချင်းမပြန်ပဲတနာရီလောက်စုရမှာနေပေးဖို့ခလေးနဲ့အုတ်ထင်းသူတွေကို တားထားပေးရမှာ ကျမတာဝန်ကိုတစ်ချက်တော့စဉ်းစားရသေးသည်လုံနိုင်ဤမလုံနိုင်ဤကျမအပိုင်းကအဲ့ဒါလေးတင်လာဆရာမအင်းပေါ့စီထိုးတာစီထိုးရမယ်လူစရင်တွေကကျမဘာသာစီစဉ်မှာပါ ကျမထုံမြတော့အဖေကိုစားလုပ်ပေးနိုင်မည်ဟုထင်လိုက်မိသည်။ရတယ်မကျမလုပ်ပေးမယ်စိတ်အေးအေးထား။စိတ်အေးအေးထားဟုကျမအားပေးသည့်တိုင်ထပြန်သွားသည့်ဆ ्याम မလေးတန်ကခန့်ညင်းညီလေးပြောသွားသည်သည်။ဆရာရှင်ပူကောင်းတာပေါ်ညမလေးရဲ့။ကျမအတန်ထွက်မရည်ပဲပြုံးနိုင်မိပါ၏။ညရလူစု၏ဇပွဲနဝိုင်းနှင့်ထိုင်ကုန်းတွေပြင်ပြီးမှအတန်ချက်ဆက်ကတချင်းတန်စီစီဝဝေရှိလာ၏။ကျမအကူဝန်းခွဲတယောက်က MV Fire နာကမခွာလဂျေးဝါအတင်းမ9နှစ်အထက်နှင့်15နှစ်အောက်ကလေးမိဘမိခင်ဖခင်များခင်ဗျာဂျပန်ဦးနှောက်ရောင်ကောက်ွယ်စေးကျမရေးဌာနမှထုတ်ပြမိဖြစ်၍ကလေးများကိုခေါ်ဆောင်ပြီးစုရက်သူအခုချက်ချင်းလာကြဖို့နိုးစော်ပါသည်ခင်ဗျာအနည်းဆုံးအိမ်တွေကတဦးစားနှစ်ဦးစားအရင်ရောက်လာကြချေပြီဆမနှစ်ဦးကဆိုင်ကယ်ပေါ်ကစီအိတ်တွေထဲချတော့ဝိုင်းကူကြသည် ကျမတို့ကစေအိတ်တွေနဲ့ရှစ်ကစပွဲမှာဆေးထုတ်မယ်။ညီမလေးကဝင်လာတဲ့လူတွေစီကစာရွက်တွေထပ်ပြီးအရင်ရောက်တဲ့လူကနေ၅ရောက်တဲ့တွေအမိခေါ်ပေး။စေအိတ်တွေပြင်ဆီယမကကျမစီလမ်းပြောတော့ဥဆုံဥဆုံရောက်တဲ့နေဦးကလက်ထဲကစာရွက်တွေစပွဲပေါ်လာတင်ချသည်။တဆတဆနဲ့လူတွေစုမိလာကြသည်။ကလေးတွေကစိုက်စုံဆေးမထိုးမီကစားရန်စုပြီးထားသည်နဲ့ရင်ခွင်ပိုက်နှုတ်ဆုပ်များကတော့အမေဖြစ်သူရဲ့နှုတ်ကိုဆွဲပြီးညီနေကြသည်။ ထို့ထက်ကြီးသည့်အုပ်စုတွေကအငင်းမနေစုရက်သည့်အတန်ချက်ဆက်တန်လူကြီးတန်ကလေးတန်အတန်မျိုးစုံတို့ဖြင့်စီစီဝေဝေစပြုလာပြီဟဲ့အောင်ပါကြမပြေးနဲ့အင်းနီနာချင်းကလေးအုပ်ကကျမစပွဲကိုပတ်ပြေးသည် အမဝင်ခွဲသမီးကလူကရက်နိုင်ုံသာသူ့အမေဖွင့်ပြထားသည့်ဟမ်ဆက်တဲကအယုတ်တွေဆူးဆူးကြည့်ပြီးမလုတ်သူ့နားတွင်ငါးယောက်ခန့်ညင်ကုန်နေကြသည်ထိုစဉ်ပေတလူကမိုက်ကျုံးကိုခလုတ်တိုက်မိလေသည် ဟာဟိတ်ကောင်းနေစောလာကြည်လားညင်ငင်နေကြအကိုဝမ်းခွဲကမိုက်ကိုကောက်ပြီးခလုတ်ဖွင့်ကဟယ်လိုဟယ်လိုပြုလုပ်နေသည်ကိုကြည့်ပြီးကျမအတန်ထွက်ကြည့်လိုက်မိသည်လူတန်စူတန်ကဖြင့်ညံလာချီပြီးကကျမရှိကဇပွဲပေါ်တွင်ကလေးနမယ်စင်းစာရွက်တွေတဖြည်းဖြည်းစုပုံလာတော့ဆမစခေါ်လို့ရပြီနော်ဟုအတန်ပြူပါသည်ကြာကြာထားလင်မလွယ်စေးထိုးသည့်စူရမဟုတ်ကလေးကစားကွင်းကြီးတပွဲဖြစ်လာတော့မည် ကိုထွန်းအောင်မိုက်ကအော်လို့ရသေးတာကျမမေးကို အကိုဝင်ခွက်ကချက်ချင်းမဖြစ်နိုင်ပါချေလက်ကတော့ဟိုလက်ဒီလက်လုံနေတာမြင်ရသည်ခဏနေတော့မှခေါင်းရမ်းရင်းမရတော့ဘူးဆိုသည့်သဘောကို ဟန်ဖြင့်ပြတော်သည်သဘောပေါက်သွားသည့်ဆီယမလက်ထဲကစာအုပ်ကိုလက်ဖွားနဲ့ရိုက်ပြီးအတန်ပေးတာကိုမြင်ရ၏ဒီမဒီမအားလုံးနားထောင်ပါစုညံတဲ့နေချက်ချင်းအားပြော့သွားပြီးနောက် 10မိနစ်စာအတွင်းမှာညင်ကြသွားပါလိမ့်ပြီဒီမှာအလုံနာတော်မှာဟိုစပဲကညီမလေးကထပ်ထားတဲ့စာရွက်ပုံတွေကခလေးနာမည်နဲ့အမေနာမည်ပေါင်းပြီးတခါခေါ်ငါးယောက်တတွဲခွန်မယ်နော်ဟုတ်လားအတန်တစ်ချက်မှပြန်ထွက်မလားသို့တော့နားလေသည့်သဘောခေါင်းငိတ်ပြသူကညင်ပြတာကိုမြင်ရပါ၏ဒီတော့ဆီယာမကစကားဆက်ပါသည်စေထိုးပြီးတဲ့သူတွေကချက်ချင်းမပြန်ရဘူးနော်တနိုင်လောက်စောင့်ပေးရမယ်နော်ဒီတခါတော့ပြင်ဟုတ်ကဲ့ဆိုသည့်အတန်တချို့ ကွက်ကြားထွက်လာတာကြားရတော့သည်ဆ iam ကကျမစီလမ်းကြည့်ရင်မျက်လုံးဖြင့်အလုဆရဲ့အချက်ပြပါတော့သည်ပထမအတွဲနံပါတ်1ပါကျဲချီပေစိတ်ချီမီတော့မီကော့အမည်ရင်းများဖြင့်မဟုတ်ပါလေလမ်းထဲကကလေးများဖြစ်၍အိမ်နာမည်ကိုကျမတန်းခေါ်မိမွေးစင်းရင်းမှ အပြန်စားနာမည်များက ရှည်လဲရှည်သလို မွေးမမေများပင်မျက်မိခြင်းမှမျက်မိတတ်၏ကိုဖိုးတွန်းသားပါကျဲကပထမဆုံးစီးထုတ်ခံမိကောင်ပါကျဲကသူ့အမေလက်ထက်ကနေဆ iam မလက်ထက်ကစီးထုတ်အပ်ကိုဆွေကနေကြည့်ကမျက်နာတစ်ချက်ပြက်သွားတာများပါ၏မနာဘူးနော်မနာဘူးပါကျဲကွာသူ့အဖေအားပေးတဲ့အဆုံးမှာပါကျဲမျက်စိမိတ်ပြီးအန်ကျဲ၏လက်မောင်းထဲအပ်ဝင်သွားတော့မျက်နာတစ်ချက်ရှုံ၏ပါကျဲကမငိုပါလေနမနေ့ချီးပေအမတန်နာအောင်၏သမီး ်သူ့အမိပေးထားသည့်ဟမ်ဆက်နှင့်ဇိမ်ကျနေရာကထရရှာပြီးလမ်းတောက်တောက်ရှောင်းနိုင်သလိုစကားဆက်ဆပြောသည့်အရွယ်တလုံးလုံးနှင့်သူ့အမိလက်ထက်မှကနာမငြိမ်လသူ့ကိုစီးထုတ်မှမဲမေမသိဆီယမ်မနှစ်ယောက်စီးအထုတ်မှတစ်ချက်တွန့်သွားသည်မှာအပမငိုဟမ်ဆက်တခိုင်ခိုင်ပြန်လှောက်ရှာ၏နံပါတ်3စိတ်ချီအကိုအောင်ဆိုမြင့်သားဖြစ်ပါ၏စိတ်ချီဟာခုနှစ်နှစ်ခန့်ရှိပြီသူ့ဘာသာလာရက်၍စီးထုတ်ခံရမှသူလဲမျက်နာတော့ ရှုံရှားပါ၏ဟဲ့စီချင်းနင်ပြမရသေးဘူးနော်မိဘတွေပါလာတာမမြင်ရရင်ကျမဥစွာတတိပေးထားမိ၏อืมอืมစိတ်ကြီးရထုံမြတာစကားပြန်ပြီးအုတ်တိုင်းပေါ်တွေ့တဲ့ပါလိပြီနမက်လေးမိတော့ကိုအောင်နိုင်ကြီးတမီအမိနဲ့လိုက်ပါသည်စကားမပြောတတ်သည့်တိုင်းတုတ်တုတ်ခိုင်ခိုင်ကြီးအမေရင်ဝင်တဲ့ကလက်မောင်းကင်ကြသည့်အထဲဥကောင်းကမငိမ့်ဟိုဒီဒီကြည့်နေရှာပါသည်ဆ iam ဆေးထိုးမှာတစ်ချက်မျက်နှာရှုံသွားဒီမှာအပငိုရမယ်မသိရှာပါလေနံပါတ်5မီကုတ်ကိုထူးတာတမီမိကုံနဲ့ကျမညမဝံခွဲတော်ဆက်ပါဤသူမလည်းဖတီပုတ်ဘုတ်ဤအငိမ့်မနေဝိုင်းချုပ်ပြီးဆေးထိုးတော့အင့်ဆိုတန်နဲ့မဲ့သွားသည့်တိုင်မငူဆံမကျမကိုလည်းအကြည့်မှအကြည့်ချင်းစုံမိသည့်အခိုင်ပြိုင်တူ ပြုံးမိကြသည်ကာကွယ်ဆေးထိုးခြင်းကအရှိန်ရစားနေပြီဟက်ကယူမှငါအင်ခဏပြန်သွားတာအလဲကြော်ပြီလား နောက်နာကပေါ်လာသည့်စကားတန်အစုံကျမငှက်ကြည့်ပြီးသည်ကြည်ကြည်ရပါလို့ပြန်လာလဲအနာမရှိရင်ကြောရတာပေါ့ခဏပါဟဲ့ဧည့်သည်လာလို့လှုပ်လှုပ်ပြန်ခေါ်ပေးမရပါဘူးအောက်ရောက်သွားပြီစညီတို့ဟာဟုတ်သေးပါဝေးမကျေနပ်တဲ့အစအနကြားရသည့်တိုင်အတွန့်ပြင်းထက်မတက်၍တော်ပါသေးရဲ့လို့ကျမဖြည့်တွေးတွင်းရင်စာရွက်ထက်ကိုကြည့်ဖြစ်သည်လွယ်လာသည်ဖြစ်မဟုတ်ပါလေ လူတန်စူတန်စကားပြောတန်ခလေးတန်စော့တန်ပြေးဟန်ရှုပ်ထွေးစူညံနေသော မြင်ကွင်းကိုအလိုက်တင်စီမျောရံမှအပအချားမရှိစာရွက်ကိုပြန်အာယုံဆိုင်နေစဉ်ရှစ်မှ၅ရောက်တည်းတွင်အစတတ်သည်ညီမရေနောက်တည်းတွင်ဆ iam အတန်ကဒိုးတိတိုင်ကျမကြားယုံများတော့ဖြစ်ပါသည်မောင်ဝေလင်းခန့်အမိခေါ်ပြီးမှထွက်ရက်သူကိုကြည့်တော့အကိုဝေလွင့်သားအမေဖြစ်သူကလက်ဆွဲရက်တော့မျက်နာကရှုံတက်တော့ လူကောင်ကထွားသည်မတ်တန်းစာရွက်မှာငါးနှစ်နီးပါ အသက်ကိုရေးထားတာမြင်ရသည်မာအီချောပိုကျမခေါ်ပြီးမှပြုံးမိပါ၏ဒီတခါအတွဲကပြင်နေမယ်လေရအပြန်စားကိုဟန်မြင့်ကြီးသမီးသူ့အဖေကမူသူ့သမီးကိုဘူးညွတ်ဟူတာခေါ်သည်ကိုကျမမကြာခဏကြားမိသည်အခုတော့အီချောပိုဆိုပါလားမောင်နနာကျော်ဒီကောင်လေးလဲကိုဟန်မြင့်ကြီးသားသူ့အဖေကဘူးသီးဟူခေါ်တာကျမသိချာသိတော့မရည်မိရင်အတော်စူးစမ်းရပါ၏ မနင်းဣစပယ်လိုင်းမဘုတမီအမေမဘုကနင်းဣစပယ်လိုင်းအမိကိုဘယ်တော့ဘယ်တောင်ကရှာရခင်မဲမတီးဟုတွေးရင်ကျမပြုံးစီစီဖြစ်မရပြန်ပြီမတွန်းရတီဆိုတဲဟုတ်ပါလားဟုစီတဲကပြောမိသည်တီကျမဖြစ်ရပါ၏ဒီငါးယောက်တွဲနေမယ်များကအပြန်စားပါလားစုံပြီးတော့စုံရင်ဆံမတွေနားသွားတလဲစီနော်ဆေးထိုးပြီးမပြန်ရဘူး나이ဝဲတနာကြီးဒီနားမှာပဲနေ ။အောင်ဝေလင်းခန့်အကင်ဒီဆီယာမအတန်ဆုံးအမေဖြစ်သူကဆွဲခေါ်ရင်ခလေးကအတန်မထွက်ပဲမျက်ရည်ကျတာကျမမြင်ရသည်။ရှေ့ဟာနှစ်ထည့်နေတာယူတော့မဟုတ်ဘူး။ငါလှုပ်လိုက်ရ။အမေလှုပ်သူကဆွဲခေါ်သည့်တိုင်ကုတ်ကက်နေတာကိုကျမကြည့်နေမိသည်။လက်မောင်းကိုနေရောက်ကင်ထားသည့်တိုင်ယုံသည်။ အအဆိုင်မှာဝါဆိုသည့်ငူတန်အခြေဤအတံပလန်မျိုးစုံကမတိုင်ပင်ရပါဘဲနှင့်တိတိကြီးတိတ်သွားကြပါလိတော့ဤစောစောကဆုညံစူတန်ညံတန်များအစာဝေလင်းခန့်အောင်ငူတန်ကအကုံလုံးကိုလမ်းခြုံသွားသည်ဟန်ဆုညံစွာဆော့ကစားနေရာကခလေးအားလုံးအကြည့်သည်ဝေလင်းခန့်ထံစုပုံကုံတော့ဤသွေးပြက်၆ချားဟန်ခလေးတွေမျက်နာကထင်ထင်ရှားရှားရှိလာသည့်အခါမအီချောပူ မိခင်အားကုတ်ကက်အတင်းဖက်ထားသည်မှာလက်မောင်းဝမနေကြီးဆွဲထုတ်ယူရ၏အအဆိုင်မှာငိုတန်းအကျယ်ကြီးမောင်းနှံတာကျော်မနှင်းဤစပယ်လိုင်းမသွန်ရီဆိုးငိုတန်းများဟိုမဒီမမောင်းဒီမူအောင်နောက်တပြန်အတွဲအမိစခေါ်တော့ကျမအတန်အဖျားခတ်တုံရခဲ့ပြီ မနဝင်ပါလင်းလက်ခေါ်တန်းအစုံ ကျမအတန်တိုးလျာနေဝင်သွားခဲ့သည်မြရမင်းသူနီးပညာအခုဆက်လက်ဖက်ပြမှာကတော့မေပညာရေးတက္ကသိုလ်ရေးသားထားတဲ့စိတ်တော်နူနူသွေးချေမှုစီလို့ဆိုရဲအကြောင်းဝတ္ထုတော်လေးဖြစ်ပါတယ်ခင်ဗျာဆလနာဆင်ပြကြပါစိတ်တော်နူနူသွေးချေမှုစီလို့ခင်မငိုနဲ့တော့လေရေုံမှာပြီးတော့အဖြူစိမ့်ကြီးနဲ့လူတွေအများကြီးဝိုင်းကြည့်နေတယ်လာလာထထွားကြရအောင် ခင်မေဒီတရားကိုကြောစားကိုဖက်ပြီးရှိုက်ကြည့်တဲ့ငင်ကိုနေလေသည်လက်ထဲမှာတော့ဆစ်စစ်ချက်မတန်းကိုတင်းတင်းဆုပ်ကင်ထားစေ။အောင်ဆန်းလင်းထက်ရှိပါရယ်ခမညာအောင်ချမွေရှိပါရယ်ခမညာရက်ခွက်စုံဖျားမူလာတဲ့အကြောင်းလေးမှာခင်မေဒီတာဝန်ချခဲ့တာလေးနှစ်တောင်ရှိခဲ့ပြီ။ယခုလည်းနေ့စဉ်အကြောင်းခေါ်ချင်းစီရင်ခေါ်နေလေသည်လူစစ်ပြီး၍စတဲ့မဲ့ပြင်တော့စမလေးစမလေးစမလေး ဆံမလေးအခန်းထဲကမိုးသူဆိုတဲ့ကလေးမလေးတရားဖုန်ကြီးကျောင်းထဲမှာခွေးကြိုက်လို့ဆံမလေးကိုလာခေါ်တာရက်ခွက်ထဲရှိအမျိုးသမီးတဦးကခင်မေတီထံအပြေးလွားလာပြောသည်ခင်မေတီလည်းအခြားဆံမတယောက်ကိုအကူအညီတောင်းရခေါ်ပြီးဖုန်ကြီးကျောင်းထဲသို့ပြေးသွားခဲ့လေသည်စာသင်ကျောင်းရဲ့ဘေးတွင်ဖုန်ကြီးကျောင်းတစ်ချောင်းရှိကျယ်ဝန်းလာသောဖုန်တော့ဖုန်ကြီးကျောင်းထဲတွင်ဇီလီလေးတစ်စုနှင့်အတူထိုင်စရာနေရာများလုပ်ထားခြင်းကြောင့် ကြောင်းမတက်ခင်ဒါမှမဟုတ်ကြောင်းစင်းချိန်များတွင်ကလေးများလာရောက်ဆော့ကစားကြ၏ယခုလည်းမိုးသူဆိုသည့်ကလေးမှလည်းဖုံးကြီးကြောင်းထဲတွင်ခွေးအကိုက်ခံရသည်မိုးသူဆိုသည့်သူငယ်တန်းကလေးမလေးចောင်းပိတ်ရဲ့ចောင်းပြည့်ရဲ့ဆက်ရက်တတီရှိပြီးခွင်လဲမတိုင်းအချောင်းလဲမချား၍အင်ကိုစာဖို့ကအုတ်ထင်းသူကိုခွန်မီဟူချံရွယ်ထားတော့အချိန်လေးမလေးမှတဲ့အဖြစ်အပျက်ကလင်မြန်စွာဖြစ်ပျက်ခဲ့၏ဘုံကြီးចောင်းအထဲသို့ခင်မေးတီဝင်ရောက်ရင်မလို့အပ်ပါလူများဝိုင်းအောင်လဲ့ ကလေးကိုပွေ့ချီကဘုန်းကြီးကျောင်းအပြင်ဘက်သို့ခေါ်ထုတ်လာချီပြီးဖျားဖျားခင်မေဒီအတန်ထွက်ရရရရလောက်သည့်အထိတုံလုံးချောက်ချားသွား၏ကလေး၏မျက်နာတစ်ခုလုံးသွေးများဖြင့်ဖုံးလွှမ်းနေလေသည် ခွေးကကလေးမလေး၏မျက်နာပေါ်သို့တက်ကြိုက်လေ၏သွေးထွက်များနေ၍မိသည့်နေရာကိုက်မှန်းအတိအကျမသိရပေသွေးမြင့်ယုံဖြင့်မူလဲချင်တော်လဲခင်မေဒီတယောက်မူလဲဖို့အချိန်မရ နီးစက်ရကားကိုတား၍ကလေးကိုပွင့်ချီကစံပြစေယုံကြီးတို့သွားရန်ပြင်ဆင်သည်ကားပေါ်တက်ခါနီးမှအဖွားကြီးတယောက်ငိုယိုကကားအနားလာ၍အဖွားမိမလေးပါဆီအမလေးရဲ့ဟုဆိုလေသည်ခေမေတီကဒါဆိုလိုက်ခဲ့အဖွားကားပေါ်တက်ဟုဆိုလေသည်လမ်းတစ်လျှောက်လုံးကလေးတတိမလစ်စီရန်စကားများပြောပြရသည်ကလေးကကြောင်ပြက်တာဆယ်ရက်ရှိပြီအဖွားကလေးကြောင်ပြက်ရင်ဖွင့်တိုင်ရမယ်ဆိုတာမသိဘူးလား အခုရောခလေးဟာအဖြူအစိမ်းချောင်းဝစ်ဆောင်နဲ့ဘာလို့ဖုံးချောင်းထဲကိုရောက်နေရတာလဲခင်မေတီကဂယုနာဒေါ်တော်ဖြင့်အဖွားကိုဆူနေသည်ဇမလီရဲ့ခလေးဟာရေယုံတွေပေါက်နေရကြပြီးအခုရက်ပိုင်းပိုဆိုးလာလို့ချောင်းကိုမပို့ဖြစ်တာပါမေသူလေးရဲ့မိဘတွေကမေသူလေးငငယ်လေးကလေးဟာဆုံးသွားတာအိမ်မှာအဖွားရဲ့အဖွားယောက်ျားအရက်သမားရဲ့ပဲရှိတာအဖွားတိမ်တက်တိမ်ဆင်းလိုက်နေတဲ့အလုလုတော့မအားဘူး ဟိုအရက်သမားကိုလည်းအချောင်းကိုလွတ်ပြီးဆရာမလေးတို့ကိုဒုက္ခမပေးချင်တော့လို့ပါဒီနေ့နေကောင်းလာလို့အဖွားကိုယ်တိုင်မေသူကိုအချောင်းဘဝထိလိုက်ဖို့ခဲ့တာပါမြေရဲ့အရွှဲသားနဲ့အဖွားဖြစ်သူကပြောပြန်တော့ခင်မေသည်တယောက်တပြင်းချမိသည်စေုံရောက်တော့ခင်မေသည်အင်းကြီးမှသွေးများဆူရွှဲလျက်ကလေးကိုလိုအပ်တဲ့ကုသမှုတွေလုပ်ပြီးကာဝယ်ဆေးတွေအခမဲ့ထိုးပေးပြီးတဲ့နောက်ခင်မေသည်တို့အချောင်းကိုပြင်လာခဲ့သည် အဖွားကလေးကိုအိမ်မှာအေးအေးဆေးဆေးအနားယူခိုင်းတော့ စေးလိန်တဲ့ပုံစံတွေတောက်ရမယ့်အချိန်တွေတီချာမမိတယ်မလားစေးရုံရဲ့အချိန်လဲသွားဖို့မမိနဲ့နော်ကားကလည်းနည်းနည်းပဲကုန်ပါစေးရုံကအကုန်အခမဲ့နော်ဖွာကားကမရှိကျမစီလာခေါ်နော်ကျမစီခဲ့မယ်ခင်မေတီတယောက်မှဆရာရှိသည့်များကိုတတွတ်တွတ်မှကြားလေသည်ဟုတ်ကဲ့ပါဆရာမလေးရဲ့လို့မျက်ရည်ဝဲလျက်ထွက်ခွာသွားတော့မြည်အဖွားနှစ်ယောက်ကိုထိုနေ့ကနောက်ဆုံးမြင်လိုက်ရခြင်းပဲ မိုးသူတို့အိမ်ကိုဘလောက်အကြောင်းကြားစာပို့ပို့မိသူတဦးတယောက်မှရောက်ရှိလာခြင်းမရှိပေကြေးလက်တော်ရအများကြီးထုံးစံအတိုင်းចောင်းတဝက်တစ်ပြက်နှင့်ចောင်းထွက်သွားလေသလိုခွေးခိုက်သည့်တံရမတက်သာလေသလိုစသည်ဖြင့်ခေမေသည့်တယောက်အသွေးပေါင်းများစွာကြီးဆိုးလျက်ရှိတနေ့တော်အခါ၌ចောင်းသားမိဘတဦးခေမေသည့်တံရောက်ရှိလာသည်ဆံမလေးမိုးသူကចောင်းဆက်မတက်တော့ဘူးတဲ့ကျွန်မတို့ရဲ့အဖွားပြောခိုင်းလိုက်တယ်ဘာဖြစ်လို့ဆက်မတက်တော့လဲအမရဲ့ ဆံမလေးရဲ့ဆိုပြီးပြောတဲ့စကားများကခင်မိတီနာတဲ့ကြားတစ်ချက်မကြားတစ်ချက်ခေါင်းများမူးဝေကလဲချမတတ်ခင်မိတီစိတ်ခံစားရသည်အမြဲတမ်းတက်တွက်လက်လက်ဖြစ်နေသောခင်မိတီတယောက်ထိုနေ့ကအင်းအပြန်လမ်းမှာတိတ်ဆိတ်လျက်ရှိအိမ်တို့ပြန်ရောက်တော့လဲမိသူတဦးတယောက်ကမှဘာမှမဆိုပဲအဲ့ရအထဲသို့တမ်းမတ်စွာဝင်လျက်ခေါင်းပေါ်မျက်နှာအက္ခါရှိတ်ကြီးတငင်ငိုကျွေးလေ၏ တယောက်တည်းစောက်တရားမရဖြစ်ကနောက်ဆုံးနိုင်မိပါများကိုဖွင့်ပြလိုက်လေသည်ခင်မေတီဤဖခင်ဖြစ်သူကတက်ပြင်းရှည်ကြီးချလျက်ပြော၏ဖြစ်လာသည်များအခြေအနေကို အဖြစ်သမီးအကောင်းဆုံးရင်ဆိုင်နိုင်မှာပါဟုတ်ကဲ့ဖေကြီးခင်မေတီတယောက်အဝေးသို့ရီဝေစွာလှမ်းကြည့်လျက်ဖြစ်၏ဆမလေးရှမမြညာနဲ့မြင်နေရတဲ့တဲကမိုးသူတို့တဲပဲကျမတော့မလိုက်တော့ဘူးတော့ကြာ ကျမပြောလို့သိတယ်ဖြစ်မယ်။သူ့အဘိုးကမူလာရင်ဓားဆွဲတာ။ပြောလဲပြောလက်လဲလက်ထွက်သွားတော့ចောင်းသားမိပါတူကိုခင်မေတီကမန်းကဒန်းခေါင်းငိမ့်ပြလိုက်သည်။ထမိန်တူတူပြင်ဝက်ခါရှုပ်ပွက်ထဲမှရိုင်နဲ့နဲ့တဲအိမ်လေးစီတို့မုတ်ထုတ်ကိုဆွဲကခင်မေတီတယောက်ထဲရှောက်လန်းလာလိသည်။ဟွာရေဟွာ ်အတန်ကြား၍မိုးသူ၏အဘွားဖြစ်သူတဲအပြင်သို့ထွက်ကြည့်ခင်မေတီကိုမြင်တော့မျက်နှာတိတိတသာပြက်သွားတော်လဲအိမ်ပေါ်သို့ခေါ်လေသည်ဆ ्याम လေးလာဘယ်ကနေလက်လာတာလဲကျမတမင်ပဲဒီကိုလာတာကလေးကိုလာကြည့်တာကလေးကနေမကောင်းဖြစ်တာကနေစဖြစ်တာပါ အဖွားအူအားဖုံးခွေရင်ချူပန်ဤ ခင်မေတီတီအဲ့ရထဲတွင်လဲနေသောမိုးသူဤလက်ပိန်ပိန်လေးကိုတယုတရာခိုင်ထားလျက်ဆို၏။ကျမအကြောင်းဆုံးသိပြီပြီအဖွာဘယ်ဟာသိတာလဲတော့မမေးပါနဲ့ဘသူကမှလည်းရမ်းမရှာပါနဲ့ဘာလို့ကလေးကိုအိမ်မှာချိန်ကုနေရတာလဲဆ ्याम လေးချိန်ကုတယ်ဆိုတာကပတ်ဝန်းကျင်သိရင်ကျမတို့ဒီနေရာလေးမှာနေရတော့မှာမဟုတ်ဘူး ဒီယောဂါစုကိုဘယ်သူမှလက်ခံပေးနိုင်မှာမဟုတ်ဘူး။အဖွားအဝါငိုရပြောတော့ခင်မေတီလည်းမျက်ရည်များလှိမ့်စင်လာခဲ့၏။27ရာစုထဲမှာစီးပွားရေးအများကြီးပါအဖွားရဲ့ကျမကအချင်ញံပေးလို့ရမယ်။အားပေးလို့ရမယ်။တကယ်တမ်းလှုပ်ဆောင်ရမှာအဖွားတို့ပဲ။မနေ့ပြန်စီယုံကြီးကိုသွားဖို့လုပ်ပါဘွာ။အချိန်မီပါသေးတယ်။အားပေးစကားတွေပြောဆိုပြီးနောက်လေးလံသောခြေလမ်းများဖြင့်စောင်းသူ့ပြင်လာခဲ့လေသည်။ ။စာမွေးဝဲတွေနီးလာ၍ခင်မေသည့်အလုပ်တွေရှုပ်လျက်မိုးသူတို့စီမရောက်ဖြစ်တော်လဲစင်းယုံမမှန်သွားကဆေးကုသမှုခံယူနေသောမေသူတို့မိအဖွားကြောင့်အမြဲကြားနေရသဖြင့်စိတ်ချမ်းသာ၏။တခါတခါခင်မေသည့်စိတ်တွေဝေဝါးတုန်လှုပ်နေလျက်ရှိသည်။တက်ပြင်းအခါခါချလျက်အဝေးသို့တွေ့တွေ့ငေးကြည့်နေမိ၏။ ကျောင်းဆင်းကနေကျောင်းသားမိဘတယောက်ခင်မေတီကိုတီတိုးစကားပြောဆိုပြီးတော့ခင်မေတီတယောက်မူလဲသွားလေသည်ဆေးရုံဤဆရာဝန်ကြီးနားနေခန်းထဲမှာခင်မေတီဖခင်ဖြစ်သူကဆရာဝန်ကြီးတို့ဖခင်ဖြစ်သူနဲ့ဆရာဝန်ကြီးတို့တိတ်ဆိတ်စွာထိုင်နေကြသည်တမီးကအရင်စိတ်တန်ရန်ရနေတာဆရာသူ့ကိုယ်သူ HIV ပိုးဝင်နေပြီလို့ခန်းစားနေရတာသူ့ရဲ့တပည့်မလေးကိုလည်းသူအရင်တွေ့တာမိတနာမိတော့ခုလိုတွေဖြစ်လာတာ ခေမီတီဖခင်ဤစကားတန်ကတိတ်ဆိတ်နေသောအခန်းကိုအသက်သွင်းလိုက်လေသည်ဆ iam မလေးကအသက်ကငငယ်စိတ်ကနုနုဆိုတော့ဒီလိုအဖြစ်မျိုးကိုဖယ်ခံနိုင်ရင်ရှိမလဲကလေးမလေးကလည်းကံပေါ့ဗျာအဖေနဲ့အမေက AIDS ဖြစ်ပြီးဆုံးသွားတော့မွေးလာတဲ့ကလေးက HIV ပိုးကူးဆက်ခံရတယ်အသိပညာနည်းပါးတဲ့ဒေတာမှပောက်ဖွားခဲ့ရတော့ HIV ပိုးကိုမထိန်းချုပ်နိုင်ခဲ့ဘူးအဲ့တော့ကလေးမလေးပါ AIDS ရောဂါဖြစ်ပြီးအရွယ်မတိုင်းမီမကြွေတင့်မကြွေခဲ့ရတာပေါ့ ဆောင်ဝင်ကြီးစကားကိုခေါင်းတညင်းရင်ဖြင့်နားထောင်ပြီးနောက်ခင်မေတီဖခင်ကဆက်ပြော၏ခွေကြိုက်တဲ့အချိန်တုန်းကသမီးကိုခလေးရဲ့သွေးတွေပြီးနေခဲ့တယ်ခလေးက AID ရဲ့ယောဂခန်းစားနေရမှန်သိပြန်တော့ခလေးအတွက်ရောသူ့အတွက်ပါစိတ်မကောင်းဖြစ်မိတယ်ကျွန်တော်သမီးအရန်ကြီးတုံလုံးချောက်ချာနေခဲ့ရတာဘာပဲဖြစ်ဖြစ်ခင်ဗျားတို့ဘက်ကအတက်နိုင်ဆုံးအားပေးနေတဲ့ပေးပေါ့6လနေလို့သွေးစစ်ချက်အဖြေရမှဆက်မလေးရဲ့တန်လျာကိုဖြည့်ရှင်းပေးနိုင်မှာပါအကယ်၍ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင်လေဒီနေ့စေပညာထွန်းကားနေလို့ကုသဖို့အချိန်မီပါသေးတယ်ဗျာဆောင်ဝင်ကြီးစကားများကြောင့်ခင်မေတိအဖေညာစွာစိတ်ချမ်းသာခဲ့ရလေသည်မိုးသူမိုးသူမိုးသူကြံကြံအော်နေသောခင်မေတိကိုကြော်၍ကြည်၍ကြော်စွာစိတ်မချမ်းသာနိုင်ပါခင်မေတိအတွက်တစ်ခုခုလုပ်ပေးခြင်းမိစိတ်တဲ့ကြနေသော သူမ၏စိတ်ကိုအားပေးခြင်းမိသည် ခမေတိအကြောင်းကြောစွာအတိဆုံးအပြင်ဘက်မှာမာကျော်တိပုံစံပေါ်တော်လဲတကယ်တမ်းအတွင်းစိတ်ကလေးမှနူးညံ့လာသည်ထိလွယ်ရှလည်းခန်းစားလွယ်၏အခုလိုပုံစံနှင့်လက်ထပ်မိကိစ္စကိုခင်မေတိညင်းဆန်မယ်လို့ကြောစွာတတ်အပ်တည်ထားသည်ဘလို့အနေထားဖြစ်ပါစေသူမအနာကနေထွက်ခွာမသွားဘူးဟုဆုံးဖြတ်ထားသောကိုယ်စိတ်အကြောင်းကိုသာသည် အချိန်ပေး၍ကုသရမည်သူမ၏စိတ်အကြောင်းကိုတွေးမိသည်ခင်တရိယာလာပြီလားညလုံးတစ်ဖက်ကိုဖြင်းချင်းစွာဖွင့်လာတော့ ခင်မေတီကိုကြော်စာမိလိုက်၏မိုးသူမိုးသူမရှိတော့ဦးမှာခင်ရဲ့တပတ်မှလေဒီလောကထဲမှာမရှိတော့ဦးမှာခင်ရဲ့ခံစားရတယ်အချိန်တန်အရွယ်မရောက်ခင်မှာတည်သွားခဲ့တဲ့ကလေးလေးတနာဖို့တိတ်ကောင်းနေမှာပဲခင်မေတီတယောက်ဆိုင်ခါဆိုင်ခါငိုချွေးလျက်စကားများကိုဆိုလေ၏ခင်လည်းမကြသေးမီကာလမှာတော်ပြီခင်ဆက်မပြောပါနဲ့ ောင်ဆက်ပြီးမကြားလို့တော့ဘူးခင်မအဲ့ဒီယောဂါပိုးရှိခြင်းမှရှိမှာတကယ်လို့ရှိခဲ့ရင်လဲခင်လူကောင်းပကတိအတိုင်းတသက်လုံးနေထိုင်သွားလို့ရတဲ့အထိစေပညာတွေတိုးတက်နေပြီဒါကြောင့်ခင်အများကြီးမတွေးပါနဲ့နောက်6လနေမောင်တို့နေရောက်စလို့သွေးစစ်ကြမယ်ပြီးရင်လှပတဲ့အနာကလေးကိုနေရောက်တူတိဆောက်ကြမယ်ဟုတ်ပြီလားကြော်စွာဤစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြင့်ခင်မိသည်စိတ်တွေဝေဝါးစေ ။တမီးတို့ဆရာပြောသားပဲ။တမီးမှာ HIV ရောဂါရှိချင်မှရှိမှာပါလို့။ကဲ။အခုလို့6လပြည့်ပြီးစီးစီးကြည့်တော့တမီးလည်းစိတ်ရှင်းတာပေါ့။ကဲ။တမီးတို့နေရောက်ရှစ်လျှောက်အရာရာအဆင်ပြေပါစေကွယ်။ပေးတဲ့ဆုနဲ့ပြည့်ပါစေဆရာ။ဆရာဝန်ကြီးဤဆုတောင်းကိုကျော်စွာတို့နေရောက်လက်ခံပြီးနောက်အခန်းပြင်ဘက်သို့ထွက်ခဲ့ကြ၏။အခန်းပြင်ဘက်ရောက်ရောက်ချင်းတင်းထားသောခင်မေတီစိတ်ကိုလျှော့ချလျက်ကျော်စွာကိုဖက်ကငိုကြွေးလေသည်။ကဲ။မငုံနေတော့လေစီအောင်ပါ ပြီးတော့အဖြူစိမ်းကြီးနဲ့လူတွေအများကြီးဝိုင်းကြည့်နေတယ်။လာလာထသွားကြရအောင်။ခင်မေဒီတရားကိုကြစွာကိုဖက်ပြီးရှိုက်ကြီးတငင်ကိုနေလေသည်။လက်ထက်မှဆစ်ဆစ်ချက်မတန်းကိုတင်းတင်းဆုပ်ကင်ထားစေ။ခင်ဟိုမှကြည့်စေ။ငိုနေရာမှရက်ပြီးကြစွာလက်ညှိုးညီရာကိုလမ်းကြည့်လိုက်သည်။ဘာမှမတွေ့သဖြင့်ကြစွာကိုမော့ကြည့်လိုက်။တွေ့လား။မောင်နှံနေရာရဲ့လပ်ပတဲ့အနက်ကခင်ရဲ့မောင်ရဲ့အတူတူချက်ဝမဲ့လမ်းလေးလေး။ ကျော်စာဤစကားကြောင့်ခင်မေတီမျက်နာတွင်အပြုံးတပွင့်လင်းလဲ့လာခဲ့လေသည်ဟင်ခင်ရဲ့ဝမ်းမနာကလေးတွေခြံသားရဲ့လေအီးပါကွာအီးပါအီးပါအဲ့ဒီကလေးလေးတွေလည်းပါပါတယ်ကဲအင်းပြန်ချအောင်နော်ဆေးရုံထဲမှာတွေ့ရထွက်လာသွားသောကျော်စာတို့နှင့်အတူလပတဲ့အနာကလေးတစ်ခုလိုက်ပါသွားလေတော့သည်မေပညာရေး ဆက်လက်ဖတ်ပြမှာကတော့ဒေါက်တာခင်မောင်ညွန်ရေးသားထားတဲ့ပလတ်စတစ်တွေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဆက်လက်နားဆင်ပြကြပါခင်ဗျာ။ပလတ်စတစ်တွေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကျွန်တော်တပည့်ဟောင်းတယောက်ကျွန်တော်စီရောက်လာတယ်။သူကပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေကြအောင်လာပြောပါတယ်။အရင်ကကိုယ့်ရဲ့ကိုယ့်ရလောက်သာစိတ်ဝင်စားကြတဲ့လူတွေဟာကမ္ဘာပတ်ဝန်းကျင်ကိုစိတ်ဝင်စားလာကြတယ်။ကောင်းတာပေါ့။ခင်မိတို့တဲ့ကမ္ဘာကြီးမှာတစ်ဖက်ကအရန်ကာရောတိုးတက်နေတော့ကျန်တဲ့ဘက်ကလည်းအထင်းချုပ်တော့လိုတာပေါ့။ ဟုတ်ပါတယ်ဆရာ ခုရေမြောင်းတွေပိတ်တာပလတ်စတစ်အိတ်တွေပလတ်စတစ်ပလင်းတွေချောင်းလို့ဆိုရဲအကြီးအကျယ်ပြက်နေပြက်တနာတက်နေတယ်ဆရာဟုတ်တယ်မြို့နယ်လူထုအများစုကဒါကိုတွေ့မြင်နေကြရတယ်ရေမြောင်းတွေပိတ်ဆုပ်တယ်ရန်ကုန်လိုမြို့ကြီးတွေမှာရေရှမ်းလို့ရေဆုပ်ဆက်တွေတော့ရေဆုပ်ထုတ်နေရတယ်လို့ငါလဲကြားနေရတာပဲကျွန်တော်တူချိုရောက်တုန်းကပါ American အဖွဲ့နဲ့စားတောက်ဆိုင်မှာသွားစားဖြစ်တယ်။ American အမျိုးသမီးတွေကသူတို့ကိုပိုင်တူတွေယူလာတယ် ူတို့ယုံလို့ဖြစ်မှာပေါ့လို့တမင်ကရှာခံပဲတွေးမိခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းသိလာတယ်သူတို့ယုံတာမဟုတ်ဘူးတဲ့။သူတို့ကပတ်ဝန်းကျင်ထိမ့်သိမ့်ရဲ့သမားတွေတဲ့။ဝါတူတွေဟာပတ်ဝန်းကျင်ကိုဖျက်ဆီးတာပဲတဲ့။တခါတုန်းဝါတူတန်းပေါင်းများစွာကိုဂျပန်တနိုင်ငံထဲမှာနေ့စဉ်သုံးဆွဲနေကြတယ်။တရုတ်နိုင်ငံမှာလည်းဒီလိုသုံးတာပဲ။ယနေ့မှာထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊စင်ကာပူစတဲ့အာဆီယံနိုင်ငံတွေမှာလည်းဝါတူတွေသုံးတယ်။ဝါတူတွေကိုတခါတုန်းပြီးလွတ်ပြစ်တယ်။ဒီအတွက်ဝါပင်တွေဘလောက်တည်ကြည်ပျက်စီးမလဲ။ ပိုဆူးတာကဝါတူလေးတွေကိုတန့်ရှင်းစေဖို့ရည်ရွယ်ချက်နဲ့ပလတ်စတစ်အိတ်ကျကျအိတ်လေးတွေဆွတ်ထားသေးတယ်မိအေးနှခါနာပါပဲနောက်ပြီးကျွန်တော်တို့တို့ချူမှာရှိတဲ့ဗုဒ္ဓဘာသာဖုတ်ဖျားเจ้าတွေကိုတွားကြတော့သူတို့ဟာအမွေးတိုင်တွေနဲ့မပူဇော်ချဖို့ပြောတယ်သူတို့ဟာအမွေးတိုင်ကိုစန့်ကျင်တဲ့အမွေးတိုင်ဟာပတ်ဝန်းကျင်ကိုဖျက်ဆီးခြင်း၃မျိုးကိုပြုလုပ်ပါတဲ့ဘာလဲဖျက်ဆီးခြင်း၃မျိုးဆိုတာပထမကတော့အမွေးတိုင်ထုတ်လုပ်ဖို့ဝါးရီလိုတယ်ဝါးပင်တွေကိုခုတ်ရတယ်အမွေးတိုင်က တုတ်တွေဟာဝက်ချောင်းလေးတွေပဲတိတ်ကြီးကြီးကြကြဲမှမဟုတ်တာဒါပေမဲ့တက္ကမလုံးတုံးနေကြရည်လေတရုတ်ပြည်ဆိုရင်လူကြီးရဲ့တန်းတထောင်ကျော်ရှိတယ်ဂျပန်ဗီယက်နမ်မြန်မာနိုင်ငံအားလုံးဟာအမွေးတိုင်းတွေတုံးတယ်ဒုတိယကပါလေဒုတိယကတော့တစ်မုတ်တွေပေါ့အမွေးတိုင်းမှာတစ်သားမုတ်တွေကိုကော်တုံးနေပြီးဝါးမှာကတ်ထားတယ်တစ်သားတွေအများကြီးတုံးရတယ်အရှင်ခေတ်ကတိတ်မဆိုခုခေတ်မှာတစ်ပင်တီးတီးလေးတောင်ခုတ်ကြတယ်နောက်ပိုင်းမှာရေစကြိုနဲ့မှာဈေးပင်တွေမကြံခုတ်ကြတာကျွန်တော်တို့ကြားဘူးလေ တတိယကတော့ရေမူးတွေဖြစ်နေလူတွေကမိရှို့တယ်အမွေးမနှံ့တာနဲ့ပူဆိုတာပါဒါပေမဲ့ဒီမိလောင်တာဟာပတ်ဝန်းကျင်ကိုမလို့ဒါအပယ်ညှဉ်းညမ်းစီတာပါ net ဒဝေတာများဟာသူတို့နေတဲ့ဘုံပိတ်မှန်တွေမှာညှဉ်းညမ်းတာကို အားမပေးတင်ပါဘူးလို့သူတို့ကဆက်ပြောကြပါတယ်ကောင်းဝင်ကြီးကပါလဲအာဂါတာကပါလဲသူတို့တွေအညစ်အကြေးတွေကိုစွန့်ထုတ်ရနေရပဲလား ကျွန်တော်ကဘာသာရေးကိစ္စသူတို့နဲ့မဆွေးနွေးလို့ပါမိမိမကြိုက်ရင်မလုပ်နဲ့ပေါ့ဒါပေမဲ့သူတို့ကပညာပေးချင်နေကြတယ်ချမ်းသာဖို့ရရရတွေလုပ်တယ်ဒေဝတာတွေကိုအမွေးတိုင်းတွေနဲ့ပူဇော်တယ်ဖျောင်းနိုင်တွေကိုနေ့လယ်နေပူကျဲကျဲမှာထုံးလို့ပူဇော်တယ်ချမ်းသာလို့ကြတယ်လေတို့ညဉ့်ညံပြီးမချမ်းသာတဲ့နေရာမှာချမ်းသာကြရင်အဆင်ပြေပါမလားစင်စားရခက်ပါတယ်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးစင်စားရင်မျက်စိလဲစရာကောင်းတယ်ကျွန်တော်တို့ကတချို့အချက်တွေကိုခုံပြီးစင်စားလို့မရပါဘူးဝါးထုမတုံးပဲပလတ်စတစ်တူတုံးတဲ့ကိစ္စ ချမ်းသာတဲ့သူတွေဆင်ဆွဲသူတွေတုံးကြတယ်။ဒါဆိုရင်ကောစင်တွေဘလောက်သေးချမလဲ။လူတွေဟာရှေးကလေးကတရိတ်ဆန်အရေးတွေအယိုးတွေကိုအတုံးဆောင်နေနဲ့တုံးခဲ့တာပဲ။ဝါးယိုးတွေကိုအထည်ချုပ်ရမှာတုံးတယ်။မောင်ပေါက်ချိုင်းငကနိုင်မင်းအကြောင်းမှာယာပေးလို့စုပ်ထောင်ပေးလို့ချုပ်ချစ်တဲ့သူအယိုးဆက်တိုးလို့ဆိုတဲ့စကားဟာအယိုးတွေအယွေတွေကိုတုံးတာအထင်ရှားသိနိုင်တယ်။တရည်တွေကိုဖနှက်အတွက်သုံးတယ်။သို့တော်တဖြည်းဖြည်းနဲ့တရိတ်ဆန်အယိုးတွေအယွေတွေရှားလာတယ်။ဒါကြောင့်ပလတ်စတစ် တွေအစားထိုးဝင်ရောက်လာတယ်။ပလတ်စတစ်တွေဟာပတ်ဝန်းကျင်ထိမ့်သိမ်းဆောက်ရှောက်ရေးမှာအရေးပါတဲ့ကန္ဓာတစ်ခုအနေနဲ့ပါခဲ့တာမဟုတ်လား။တကယ်လို့ပလတ်စတစ်တွေမရှိဘဲဖက်နက်တွေကိုချုပ်ရမယ်ဆိုရင်ဖက်နက်တွေအတော်ဈေးကြီးမှာပဲ။ကျွန်တော်ငငယ်ကဖက်နက်တရံဝယ်စီးဖို့တတ်တော်စဉ်းစားယူရတယ်။အများစုကဖက်နက်မစီးနိုင်ကြဘူး။ဒီတိုင်းပဲအညာခီးတွေမှာထန်းခေါက်ပါကိုတွင်တွင်ကျကျဲတုံးခဲ့တာ1960ခုနှစ်များအထိပဲခုခေတ်လူငယ်တွေထန်းခေါက်ပါကို မြင်အောင်မမီဘူးတော့ကျွန်တော်ဆိုလိုတာကပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး plastic တွေနဲ့ထိလိုက်ရင်အမြင်တွေတတိတန်းချင်းထွက်လာတော့မှအသေးချပါပဲကျွန်တော်တို့ကပတ်ဝန်းကျင်ကိုပေလဲရခံဖြစ်ချင်ရဖြစ်ဆိုပြီးပစ္စလက်ကထားလို့မရတော့တာအသေးချပါပဲကျွန်တော်ငငယ်ကပတ်ဝန်းကျင်ထိမ့်သိမ့်မှုဟာအင်သာနဲ့ရေအိုင်အကြောင်းအဓိကထားတယ်အင်သာကရှင်ကောင်းရေအိုင်ကချင်းဒီနှစ်ခုစလုံးကကျွန်တော်တို့ကိုအများကြီးဒုက္ခပေးခဲ့တယ် ခြင်တဲ့ရင်ကိုယနေ့တိုင်ကျွန်တော်တို့မနိုင်ချသေးပါဘူးတခါတရံဝမ်းပြဲဝမ်းလျှော်ရရှိနေသေးတယ်ခြင်ချောက်သွင်းလွန်တုတ်ကွေးတွေဖြစ်နေသေးတယ်ဒါပေမဲ့အတော်အသင့်တော်ထိန်းထားနိုင်တဲ့လူတို့ကကုညီမဖြစ်တဲ့ကိစ္စတွေပါလူအလစ်မှာမြောင်းဖုံးကိုလည်းကြွကြွအိတ်တွေနဲ့အမိုက်တွေပစ်ထားတာပစ်ထားနေတာပစ်နေတာတားရခဲ့ပါတယ်ပတ်ဝန်းကျင်ကိစ္စပညာပေးဆွေးနွေးပါဒေါက်တာခင်မောင်ညိုအခုလိုချိန်ပေးနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ် ားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ